အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်သတင်းထတာမှာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်လေးရတော့ရှေ့တန်းကိုသွားပြီးနေရောညာရောကြည်လို့ရတဲ့မှန်မျိုးပေါင်းတစ်ခုရဲ့စားဝယ်တောက်ဖွဲတွေသွားပြီးလှူမဲ့ဇော်ပွင့်ရဲ့ရုပ်သံပြီးတော့လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာဇော်ပွင့်ကအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်သတင်းထတာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ွားပြီးတော့လူမာဖြစ်တယ်ပေါ့နော်လူမာဆိုတာဒီမှာဒါအလူရှင်တယောက်ကကျွန်တော်ကိုကိုဇော်ဘွင်းသုံးဖို့ဆိုပြီးတော့မှန်ဘလူးပေးတာဆွစ်ဇာလန်ထုတ်တယ်ဆွစ်ဇာလန်နိုင်ငံမှန်ဘလူးနေရောညရောကြည့်လို့ရတယ်တက်ခဲနေပေါ့နော်ဒီမှာနေရောညရောကြည့်လို့ရတယ်အဲ့မှန်ဘလူးကိုကျွန်တော်ပေးတာကျွန်တော်မယူကျွန်တော်တို့အရန်အေးမကြည့်တဲ့တော့ကျွန်တော်ရှေ့တန်းမှာစိနေတဲ့ဗျူအာမူးကိုကျွန်တော်လက်ဆောင်ပေးခဲ့မှာဖြစ်တယ်နော်ဘယ်ဗျူအာမူးပဲရောက်ရောက်ဒီလက်ဒါကိုပြန်ပြီးတော့ချင်းပြောင်းခဲ့ဖို့လည်းပြောခဲ့ပြီးမယ်နော်ကျွန်တော်ဆွစ်ဇာလန်နေပေးလိုက်တာဒီမှာသူ့အိတ်ကလေးနဲ့နော်သူ့အိတ်ကလေးနဲ့ ဧကလေးနဲ့တမတသက်ရရကလေးပဲပြီးလာတော့သူကရှေ့တန်းကိုလူတာမဟုတ်ဘူးကျွန်တော်ဟိုးတဲ့လမ်းတွေပါသွားရင်အန်ဒီရဖြစ်မှတောက်လို့တဲ့ကိုတော်ဘုန်းကြီးုံပေးတာဆိုပြီးတော့တမဒီဧကလေးနဲ့အဲအခုရှေ့တန်းကိုသွားလူမှဖြစ်တယ်မာရှေ့တန်းကိုသွားလူမှဆလိတ်တွေအချိုးကြီးတွေပေါ့နော်နောက်လေးလေးပါမယ်နောက်ရုပ်လာလား ်ဟေ့မှာအေးအပြည့်ပဲပြည့်ပဲပေါ့နော်ဘူပါတော့တင်ဆလိတ်ကြီးကတုတ်ချလာမှဒီတိုင်းနဲ့ကောင်းပါရဲ့တော့မလို့ကျိုးချီကိုဆလိတ်ကြီးအလဲထဲထဲမှာရတယ်ကဲလုံနိုင်မှာတက်မတော်ကိုချစ်ပါလေလုံးနိုင်မှာတက်မတော်ချစ်မနာလို့မဖြစ်နဲ့နော်ဗဇက်ကပဲချစ်နေလို့မရဘူးတက်မတော်မှာ ရှင်းလဲရောက်နေတဲ့တက်မလို့သားတွေမှာမလိုအပ်ဘူးဆိုတာမရှိဘူးအကုန်လိုအပ်တယ်နော်ဆလိတ်ဆိုညကင်းဆောင်ရင်းနဲ့ဆလိတ်တို့ coffee mix တို့ခေါက်ဆွဲတို့ညသာစားရင်းနဲ့စောင့်ဖို့နော်အဲ့ဒါတွေကိုတက်မလို့တကယ်ချစ်တယ်နိုင်ငံကိုတကယ်ချစ်မှဒီအလို့ဆိုတာလုပ်လို့ရတာအသက်တွေဘဝတွေမိသားစုအရေးတွေကိုပြစ်ထားပြီးတော့မှဒီအရေးကိုလုပ်နေတဲ့ကောင်တိုက်ခိုက်ရင်တိုက်ခိုက်တဲ့လူတွေကြာရှုံးနေတယ်အိမ်ထဲကနေတက်မလို့ကိုချစ်တယ်လို့ကျမတို့ဘာလုပ်တယ်လို့ကျွန်တော်တို့ဘာလုပ်တယ်လောက်ကတော့ဇောပေါင်းရရှိတယ်ကိုကောက်ကိုစီထည့်ပြီးတော့မှမောင်းတာ စောက်ချင်မဟုတ်ဘူးတေချာကြီးလားဟမ်းမာစီးလားဟုတ်ပြီလားနော်အဲ့လိုအသက်တွေစွန့်ဘဝတွေကိုပေးဆက်တာပြီးတော့မှနိုင်ငံရဲ့လူမျိုးကိုကာကွယ်နေတဲ့အဖွဲ့အစည်းတစ်ခုကိုတက်မတော်ကိုချစ်တဲ့စိတ်တစ်ခုနဲ့ဒီအလုပ်ကိုလုပ်နေတာမြန်မာနိုင်ငံအလံမြန်မာနိုင်ငံအပြေဖို့မြန်မာနိုင်ငံအလံရှင်းလားတေးရဲလို့တိုက်ရဲလို့ခိုင်ရဲလို့ ြန်လဲတုံ့ပြန်နိုင်တဲ့အင်အားတွေရှိလို့ခွန်အားတွေရှိလို့ဒီအလုပ်ကိုလုပ်တာဘယ်တော့မှဒူးမတော့ဘူးဘယ်တော့မှရန်သူရဲ့လက်အောက်ကိုအချာရှုံးမခံဟုတ်ပြီလားအဲ့ထဲမှာပါတယ်ကျွန်တော်နဲ့အတူတူနားထောင်ကြည့်လိုက်ရအောင်ကျွန်တော်ဖွင့်ပြရမယ်โอเคဒီပေးပြတာတော့မကြလို့ဗျာနော်မြန်မာစာလို့ပဲရှိတယ်တဲ့ဗမာစာလို့မရှိဘူးတဲ့ဟုတ်ပါတယ်ကျောင်းမှာသင်ရတာလည်းမြန်မာစာပါဗမာစာမဟုတ်ပါဘူးအဲ့စာကိုဗမာတွေကသူတို့စာလို့ခံယူထားတယ်ဒါကအရင်မြင်းကရခိုင်ကစတာဗျဒီ မြန်မာစာစွာရခိုင်ကစတာဘာလို့လဲဆိုတော့ရခိုင်စာနဲ့ဗမာစာနဲ့မကွဲဘူးတိတ်မကွဲဘူးရခိုင်တွေကဗမာစာတက်တယ်ဗမာတွေကရခိုင်စာမတက်ဘူးအဲ့တော့ဘာလို့လဲဆိုတော့အရင်မြေကရခိုင်ဖြစ်နေလို့တိုင်းသားတိုင်းမှာမိမိစာဆိုတာရှိတယ်ဒီကရင်မွန်ရခိုင်ဆိုတာကိုယ်စာနဲ့ကိုနေလာတာကိုကိုရဲ့မိမိစာနဲ့ကိုတင်ကြနေတာအဲ့လိုမျိုးအဲကြောင့်ဒီမြန်မာနိုင်ငံကြီးပြန်ပြီးထူထောင်တဲ့အချိန်ခါမြန်မာနိုင်ငံမှာစာပေစာမရှိဘူး အဲကြောင့်တိုင်းရင်းသားပေါင်းစုံတင်လို့ရအောင်ဆိုပြီးတော့မြန်မာသားဆိုပြီးပေါ်ထွန်းလာတာရခိုင်ကသူ့ယူထားတာပါနော်အဲ့လိုမျိုးမယုံရင်ရခိုင်စာကိုလေ့လာကြည့်ဗမာစာနဲ့မကွဲဘူးဒါပေမဲ့ဗမာတော်တော်များများမတက်ဘူးအုံအောင်ရှိဖို့တော့လိုမယ်ဒါပါပဲအခုကျွန်တော်ဖွင့်ပြတဲ့ဗီဒီယိုဖိုင်ကိုကြည့်ရတော့ကျွန်တော်တို့ဗမာညီကိုမောင်နှမတွေရဲ့ရင်ပတ်ထဲမှာ emotion တွေဝင်နေမယ်ဆိုတာကိုကျွန်တော်နားလဲပါတယ်ဗျာ ဒီလိုအခြေအနေဒီလိုအခါဒီလိုအနေအထားတိုင်းတာတစ်ခုမှာလူမျိုးရေးတွေအမုန်းမပွားနိုင်ဖို့လူမျိုးရေးတွေအမုန်းမပွားမိစေဖို့အဲ့ဒီလိုပို့တွေကိုတွေ့ရင်ကြော်ပလိုက်တယ်တချို့ຢာတွေဆိုရင်ရင်ပတ်ထဲတော့မထည့်ဘူးဗျဒါပေမဲ့ဒီကောင်ကအထူပါမသိတနေ့တည်းတနေ့ပို့ဆိုးလာအဲ့အထူပါသိအောင်ဒီကောင်ကိုဖျက်သိအောင်ခိုင်းရင်ကောင်းမလားတမိုင်းကိုပြန်မှတ်မိအောင်မိထီလာကန်ခေါ်ဦးခိုင်းရင်ကောင်းမလား မြန်မာငါညီမေကိုကိုနှစ်ချက်ပဲပြောမယ်မေမာဥပမာမွေးချင်း၃ယောက်ရှိတယ်တူဥုံစင်းအဖေတူအမေတူထွက်လာတဲ့ညီကိုမောင်တို့မှ၃ယောက်လုံးဟာမင်းနဲ့တထေရာလဲတူလားနောက်တစ်ချက်မေရဖေဟာယောက်ျားတစ်ယောက်ဖြစ်တယ်ဒါပေမဲ့တလောကလုံးမှာရှိနေတဲ့ယောက်ျားတွေအားလုံးဟာမေရဖေလား ။ဒါပြောမယ်နော်မိမမိအောင်။မင်းအဖေကယောက်ျားတယောက်ဖြစ်တယ်။တလောကလုံးမှာရှိတဲ့ယောက်ျားတိုင်းဟာမင်းအဖေလား။ဒီအဖေကိုမင်းသိရင်အဓိကနဲ့တမန်ညာကို ခွဲခြားနိုင်မယ်ခွဲခြားတတ်မယ်ဆိုရင်ပမာတွေကရခိုင်စာနဲ့ရခိုင်စကားကိုတတ်ဖို့လိုလား မင်းတို့တိုင်းရင်းသားတွေအားလုံးမြန်မာနိုင်ငံမှာအခြေချနေထိုင်မယ်ဆိုရင်လူရဝင်ဖို့အတွက်မြန်မာစကားမြန်မာစာ ပမာစကားပမာစာတင်ကိုတင်ရမယ်တက်ကိုတက်ထားရမယ်အရာအဲ့ဒါပမာတွေရဲ့ပညာနဲ့အရေးချင်းပဲစိတ်မကောင်းပါဘူးကြီးကိုလပ်ပါအိမ်မက်လှလှလေးမှတ်ပြီးအိမ်နိုင်ဖို့မျှော်လင့်ပါဟုတ်